တင်ပွားမှာအနာကျင်ရဆုံးအခိုက်တန့်လေးခုပရိသတ်ကြီးတခါတည်းမှာသူတို့အစဉ်ပြေနေတယ်လို့ပြောနေတဲ့သူတွေကသူတို့စိတ်ထဲမှာနည်းနည်းတဲ့နာကျင်မှုတွေကိုခံစားနေရပါတယ်။တခါတည်းငိုနေတဲ့သူတွေကတော့သူတို့စိတ်ထဲမှာဘာမှနာကျင်တာမျိုးတွေမရှိနေရမျိုးဖြစ်ပါတယ်။ဘဝမှာအနာကျင်ရဆုံးအခိုက်တန့်အချိန်ကတင်ပွားကိုလုံလုံမြုပ်သွားပြီလို့ယူဆမဲ့စားတင့်ကိုခွန်အားတွေပေးနေတယ်လို့မြင်ကြည့်လိုက်ပါ။နာကျင်မှုကိုလက်ခံပြီးတော့အဲဒီနာကျင်မှုကိုလွှင့်ထုတ်လိုက်ပါ။ ဒီနာကျင်မှုကနေတင်ငန်းစာယူပြီးတော့ရှေ့ဆက်သွားဖို့အတွက်လှုံ့ဆော်လိုက်ပါဒီနာကျင်မှုကိုတစ်စီမှာအချိန်ကြာကြာကြီးဆက်လက်တည်ဆောင်မထားပါနဲ့ဘဝမှာအနာကျင်ရဆုံးအခိုက်အတန့်လေးခုရှိပါတယ်အဲ့ဒီအခိုက်အတန့်တွေကတော့နံပါတ်1တင်ချစ်ခင်ရတဲ့တငယ်ချင်းကဘာကြောင်ပြချက်မှမရှိဘဲနဲ့တင့်ကိုအမြဲတမ်းရှောင်နေရမျိုးတင်နေနဲ့တင်ထရတဲ့တငယ်ချင်းကဘာတောင်းပြချက်နဲ့တင်းကိုရှောင်နေရဆိုတာမသိပေမဲ့တင်းအတွက်အရန်ကိုမှနာကျင်ခံစားစေမှာဖြစ်ပါတယ်။နံပါတ် တင်ခင်မရတဲ့တစုံတယောက်ကတင်းကိုရုတ်တရက်မခေါ်မပြောတော့တာမျိုးတင်းတို့ဘွားမှာဒီလိုအချိန်မျိုးအ ਨੇ ဆုံးတစ်ချိန်လောက်တော့ကြုံမှုကြမယ်လို့ကျမတေချာပြောနိုင်ပါတယ်အဲ့ဒီအခိုက်အတန့်မှာတင်းတို့အနေနဲ့ထူးဆန်းနေတယ်လို့ခန်းစားမှဖြစ်ပြီးတော့သူတို့ဘာဖြစ်နေလဲဆိုတာတင်းကိုယ်တိုင်းလည်းသိမှာမဟုတ်ပါဘူးနံပါတ်3တင်အချစ်ဆုံးတငယ်ချင်းကတင်မွေးနေ့မှာဖုန်းခေါ်ပြီးတော့ဆူတောင်းစကားပြောဖို့မိနေရမျိုးကျမတို့ရဲ့မွေးနေ့လိုနေကောင်းနေမြတ်မှာအချစ်ဆုံးတငယ်ချင်းစီကဖုန်းလာဖို့မျှော်လင့်ကြတာက တာမန်ကိစ္စရဲ့တစ်ခုဖြစ်ပေမယ့်သူဓမ္မမဟုတ်သူမအနေနဲ့မွေးနေ့ဆူတောင်းပေးဖို့မိနေတဲ့အခါမျိုးတွေမှာတော့တကယ်ကိုနာကျင်ရပါတယ်။တင်းပွားမှာ တင်မမင်းနိုင်တဲ့သူကတင့်ကိုအမြဲတမ်းမိနေရမျိုးဟုတ်ပါတယ်။တင့်ကြောင်းကိုအမြဲတမ်းစဉ်းစားတွေးတောနေတတ်တဲ့သူတယောက်ကတော့ရှိတယ်ဆိုတဲ့ဇာတ်ကအမှန်ပါ။ဒါပေမဲ့တင်ကသူ့ကိုမိနေတတ်ပါတယ်။အလားတူပါပဲ။တင့်ရဲ့ဘွားမှာတင်ဘလို့မှမမိနိုင်သူတယောက်ရှိပါတယ်။ဒါပေမဲ့သူတို့တွေကတင့်ကြောင်းကိုဘယ်တော့မှမတွေးပါဘူး။ ခေါင်းထဲမှာကိုမရှိတာပါ။နာကျင်မှုဆိုတာဘဝရဲ့တစိ့တစ်ပိုင်းဖြစ်ပြီးတော့စိန်ခေါ်မှုတွေကပဲဒါကိုကြော်လွှားနိုင်မှာဖြစ်တယ်ဆိုတဲ့အချက်ကိုမမေ့လိုက်ပါနဲ့။ဘဝမှာဒီလိုနာကျင်စရာအခိုက်အတန့်မျိုးတွေကြုံတွေ့တဲ့အခါစိန်ခေါ်မှုရှိရှိကြော်လွှားအောင်မြင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရစေ။ဟုတ်ကဲ့ပါ။မွေးရသားသူကိုလေးစားစံတဲ့ credit ပေးပါရစေ။